British အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးကတည်းကပြန်လဲကျစ်စွာရဲ့ပါရှင်။ British တဲ့ group out ဆက်ပေးမယ်။သတင်းကြောင်းတွေကတော့ Neighbor အချင်းထောင်ထဲမှာမြင်းကလေးကြောင့်ထိခိုက်မှုရှိတဲ့ဆိုပြီးသတင်းတွေချက်ပေါ်နေခဲ့ဖြစ်ပါရီ။ဒုသက်လည်းပဲခုတစ်ခါမှဆိုရင်တော့ Neighbor ချင်းထောင်ထဲမှာအချင်းချခနေရတဲ့လူထုကောင်ဆောင်တော်ဆန်စုကြည်ငလေးလောက်ခတ်မှုတန်းအတွင်းကနေဘေကင်းပြီးတွမြောက်နေတယ်လို့သားဖြစ်သူနဲ့ NGO ပြောရေးဆိုခွင့်ရှိသူကပြောဆိုထားပြီးလို့သိရပါရီ။ အကြံပေးစကားစီရဲ့မတရားချုံတော့အကျဉ်းချခံထားမှုကြောင့်နေပြည်တော်ချုပ်ထောင်တဲ့တွင်အကျဉ်းချခံနေရတဲ့လူထုကောင်ဆောင်လက်ဖြင့်နိုင်ငံရေးတပ်ပင်ခံပုဂ္ဂိုလ်တော်ဆန်စုကြည်မှာရမန်နေငနေလောက်ခတ်မှုအတွင်မှာဘီကင်းစွာရှိနေတယ်လို့တာဖြစ်သူကိုတယ်လင်းလို့ခေါ်တဲ့ Kim Erica ရှင်းလုပ်ခဲ့တဲ့တင်ဌာနထပ်ပြောဆိုထားဖြစ်ပါရည် ရှမန်နေမစလနာဆက်ရှင်နေမော်လေးဆနနာယီငါဆနမနေဝချိတ်ချင်မှာမန္တလေးကိုပို့ဖို့ပြည့်၍ပြည်အောင်ခုနှစ်တမခုနှစ်အစင်မှာရှိရဲငလိန်ကြီးလောက်ခတ်သွားခဲ့ရကနေရင်းငလိန်ကြောင့်နေပြည်တော်မန္တလေးစကန်အပောင်းဝင်မြန်မာနိုင်ငံအလဲပိုင်းဒေတာများတွင်ပြည့်စည်ဆုံးရှုံးမှုများဒေဆုံးမှုများအကြီးကျယ်ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းသိရှိရပါသည်ကျွန်တော်အသိရတလောက်ကတော့အကျဉ်းထောင်ထင်မှာတော့ဆူဆူဝါဖြစ်တယ်လို့မကြားမိပါဘူးဂျော်ဆန်ဆူချီရဲ့တာငဲကိုချင်းလင်းကိုခေါ်ရခင်အရေးအရှင်းပြထားဖြစ်ပါသည် အမျိုးသားညီညွတ်ရေးအစိုးရ Energy One ကြီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူဦးနေဘုံလကလည်းထော်ဆန်စုကြည်နဲ့ပတ်သက်၍စိုးရိမ်စရာမရှိဘူးလို့သိရှိထားကြောင်းပြောဆိုထားဖြစ်ပါတယ်။ထော်ဆန်စုကြည်ကိုထားတဲ့တိုက်ကတထတိုက်လိုဟာမျိုးလို့တည်ထားပါတယ်။အထက်မြင့်တွေထက်ဆိုင်တော့ပို့ပြီးတော့ဘေးကင်းနိုင်မယ်လို့ထင်ပါတယ်။ထော်ဆန်စုကြည်နဲ့ပတ်သက်လို့တော့အထူးထူးခြားခြားပါတဲ့မှာကျွန်တော်တို့မသိရပါဘူး။နေဘရောစစ်ဖက်တရင်မြစ်တူကလည်းရှင်းပြထားဖြစ်ပါတယ်။